မင်္ဂလာပါရှင်မိုးတောင်မီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ NASA ကအစိုးရကလက်လွတ်ထားရတဲ့သိန်းနီမျိုးကိုလာမယ့်စက်တင်ဘာလမတိုင်ခင်ပြန်လည်လွှဲပြောင်းရဖွဲ့ရှိနေတယ်လို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဒီဥတ္တဝိုင်းထဲမှာတော့သိန်းနီမျိုးကို MND အဖွဲ့ကပြန်လည်လက်လွတ်ပေးရဖွဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒေသခံတွေကမှဘယ်လိုမျိုးသတင်းတွေထွက်ပေါ်နေတယ်လဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့မိုးတောင်မီဒီယာ channel ကို subscribe နဲ့ like share လေးလုပ်ပေးပါရှင်။ရိတ်သက်ကြီးမြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းလက်နက်ကင်တိုက်ပွဲတွေဖြစ်ပွားလာခဲ့တာဟာလေးနှစ်ကျော်လာပြီဖြစ်ပါတယ်။ဒီလေးနှစ်ကျော်ကာလတွင်တိုင်းဒါလက်နက်ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေဟာမြို့တချို့ကိုထိန်းသိမ်းထားနိုင်ခဲ့ပြီးတရုတ်နိုင်ငံကတိုက်ပွဲတွေအဆုံးသတ်နိုင်အောင်ဂျောင်းဝင်စည်းဆက်ဆွေးနွေးနေရလို့သိရပါတယ်။ လက်ရှိချိန်မှာတရုတ်နိုင်ငံရဲ့ဈာဝင်စည်းစမ်းမှုတွေကြောင့်ကိုကလနဲ့ကိုင်အဖွဲ့ MNDA ဟာ၎င်းတို့ထိန်းချုပ်ထားတဲ့တိန်နီမြို့ကိုလာမဲစက်တင်ဘာလမှတိုင်မီ NASA ကအစိုးရထံပြန်လည်လွှဲပြောင်းပေးဖို့အလားလာများနေတယ်လို့သိရပါတယ်။ကိုကလနဲ့ကိုင်အဖွဲ့ MNDAA တောင်လနဲ့ကိုင်အဖွဲ့ TNN နေနဲ့ရကလနဲ့ကိုင်အဖွဲ့ရိယာ2023ခုနှစ်အောက်တိုဘာလမှာတဲတောင်ညာနေကိုစစ်စင်ရေးကိုစတင်ခဲ့ပြီးနောက် NASA ကတက်တွေကိုထိုးစစ်စင်တိုက်ခိုက်ခဲ့ရာ မျိုးတချို့ကိုထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။လက်ရှိချိန်မှာတရုတ်အစိုးရဟာ MNDAA အဖွဲ့အပါအဝင်တိုင်းဒါလနဲ့ကအဖွဲ့တွေထိန်းချုပ်ထားတဲ့မျိုးတွေကိုနားဆက်ကအစိုးရထံပြန်လည်လွှဲပြောင်းပေးဖို့ဂျာဝင်စီစဲပေးနေပြီးတော့ MNDAA အဖွဲ့က AB လအတွင်းမှာရန်ပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လာရှိုမြို့ကိုပြန်လည်လွှဲပြောင်းပေးခဲ့လို့သိရပါတယ်။ MNDAA အဖွဲ့ကလာရှိုမြို့ကိုနားဆက်ကအစိုးရထံပြန်လည်လွှဲပြောင်းပေးခဲ့ပြီးနောက် တလကျော်အကြာမှာပဲတိန်နီမျိုးကိုပြန်လည်လွှဲပြောင်းပေးမယ်ဆိုတော့သတင်းတွေထပ်ပေါ်လာကြရဖြစ်ပါတယ်။တိန်နီမျိုးဟာကုတ်ခိုင်၊ကွမ်းလုံ၊လာရှိုကုတ်ခိုင်၊နမ်ဘတူမျိုးတွေနဲ့နေဆက်ချင်းထိစပ်နေရဲ့မျိုးဖြစ်ပြီးတော့တရုတ်နဲ့မြန်မာနိုင်ငံကြားအတေးကကုံတွယ်ရေးလမ်းမကြီးဖြစ်တဲ့မန္တလေးမူဆယ်ကုံတွယ်ရေးလမ်းကြောင်းပေါ်မှာရှိနေရဲ့မျိုးဖြစ်ပါတယ်။ကိုကန်လန်နဲ့ကန်အဖွဲ MNDAA တောင်းလန်နဲ့ကန်အဖွဲ TNL နဲ့ရခိုင်လန်နဲ့ကန်အဖွဲ AA အဖွဲနဲ့အတူ တင်းတုံညာနှစ်ကုန်စစ်စင်ရေးစတင်ခဲ့ပြီးနောက်တိန်နီမျိုးကို2023ခုနှစ်အတွင်းထိန်းချုပ်နိုင်ခဲ့ဖြစ်ပါတယ် MND အဖွဲ့အားတင်းတုံညာနှစ်ကုန်စစ်စင်ရေးစတင်ခဲ့ပြီးနောက်နာဆာကထိန်းချုပ်ထားတဲ့မျိုးပေါင်းအ ਨੇ စုံ9မျိုးကိုထိန်းချုပ်နိုင်ခဲ့ရာတိန်နီမျိုးလည်းပါဝင်ခဲ့ပါတယ်တရုတ်နိုင်ငံရဲ့ဂျာဝင်စည်းဆက်ပေးချိန်အတွင်းနာဆာကအစိုးရဟာ MND အဖွဲ့ကိုကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအထိပြန်လည်ဆုတ်ခွာဖို့နဲ့2008အခြေခံဥပဒေအတိုင်းသာလှုံ့ဆော်သွားဖို့ တောင်းဆိုခဲ့တယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။လက်ရှိချိန်မှာတိန်နီမျိုးကနေ MND အဖွဲ့တွေပြန်လည်ဆုတ်ခွာဝယ်ရှိရလို့သတင်းတွေထွက်ပေါ်နေပြီမယ်။ MND အဖွဲ့ကတော့တစုံတရာသတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးပါဘူး။ဒါပြင် MND အဖွဲ့ဟာတိတုံညာနေ့ကိုစစ်စီကာလအတွင်းဖန်စီထိန်ထိန်ကနာဆာကတပ်ဖွဲ့ဝင်တွေကိုလည်းပြန်လွှတ်ပေးဝယ်ရှိရလို့သတင်းတွေလည်းထွက်ပေါ်နေစေဖြစ်ပါတယ်။နာဆာကအဆိုအရကသတင်းတွေထွက်ပေါ်နေတဲ့အတိုင်းတိန်နီမျိုးကို MND အဖွဲ့တံကနေ ပြန်လည်လွှဲပြောင်းရယူနိုင်မယ်ဆိုရင်ဒီတစ်ချက်မှမဖောက်ပဲလက်လွတ်ထားတဲ့မြို့ကိုထက်မဲ့ရယူနိုင်ခြင်းမျိုးဖြစ်လာဝယ်ရှိနေပြီးတော့သမိုင်းဝင်ဝယ်ရှိနေပါတယ်။နာဆာကအဆိုအရကပြီးခဲ့တဲ့အေဘီလတုန်းကလည်းအရှေ့မြောက်တိုင်းစစ်ဌာနချုပ်တရှိရာလာရှုံမြို့ကိုသွေးထွက်တန်ယူမှုမရှိဘဲပြန်လည်လွှဲပြောင်းရယူနိုင်ခဲ့ဘူးရ။တိုင်းဒီမြို့ကို ပြန်လည်လွှဲပြောင်းရယူရေးကမဖြစ်နိုင်ကြမရှိဘူးလို့ဆိုပါတယ်။လက်ရှိချိန်မှာတရုတ်အစိုးရဟာ တရုတ်နဲ့မြန်မာနိုင်ငံသားကုန်သွယ်ရေးလုပ်ငန်းတွေပြန်လည်ကောင်းမွန်လုံဆောင်နိုင်ဖို့ရည်ရွယ်ချက်ရှိနေရာမူဆယ်မန္တလေးအဝေးပြေးလမ်းမကြီးပေါ်ရှိ မြို့တွေကိုပြန်လည်ပေးရဖို့ MND အဖွဲ့နဲ့တောင်းတနေကအဖွဲ့ TNL ကိုဖိအားပေးလျက်ရှိနေတယ်လို့သိရပါတယ်။ MND အဖွဲ့ဟာတိန်ဒီမြို့ကိုပြန်လည်လွှဲပြောင်းပေးမယ်ဆိုတဲ့သတင်းတွေဟာဒေသခံတွေကြားမှာလည်းကြဲကြဲပြန့်ပြန့်ထွက်ပေါ်လျက်ရှိနေတယ်လို့လာရှုခရိုင်အတွင်းနေထိုင်သူတအူကမော်တာမီဒီယာ channel ရဲ့ဆက်သွယ်မေးမြန်းမှုကို အခုလိုမျိုးပြောဆိုခဲ့ပါရဲ့ရှင်။ကိုကြီးကုလက်တလော့လေးလူတွေလည်းကြော်တော်များများစိတ်ဝင်စားနေကြတယ်။ဒီကိုကန့် MMDA ရလေတိန်ဒီကိုပြန်ပေးမယ်ဆိုပြီးတော့သတင်းတွေထွက်နေတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကြီးတို့အဖက်မှာဘာကြီးကြားသေးလဲကိုကြီး။အဲအဲ့ဒီဘက်မှာဓာရှုဘက်မှာတော့အခုကကြားတာတော့မှန်နေတယ်။အဲ့ဒီတည်းကဟိုနေ့မှာစတင်ပါလာကုန်ထီအဲစတင်ပါလာကုန်ထီနောက်ဆုံးပေါ့နော်။အဲ့ဒီရဲ့နောက်ဆုံးထီကို ဟိုကိုနေဟိုတင်မျိုးကို MND ကပြန်ပေးရမယ်ဆိုတော့ဂရီဝန်ခံချက်တစ်ခု ရရှိလာတယ်ဆိုတော့ဒီပြီးတော့ဘယ်နေမီဟူဘယ်နေမီသူတို့နေမီတော့တတ်မှတ်ပြီးပြောတယ်ဟာဒါပေမဲ့တတ်မှတ်ပြီးတဲ့နေမီကဘယ်နေမီဒီလေတော့ဟိုတို့အဲ့ဒါတော့မသိဘူးဟိုတရင်ကတော့ရာဂိုင်းလုံးအပြည့်ဆိုတော့အခုဟိုနေ့ဒီပေါ85ရာဂိုင်းလုံးလောက်ကတော့အဲ့ဒီတင်ဒီမျိုးကိုစတေမာလာကုန်မှာ ပြန်ပြေးရမယ်ဆိုတာကိုတော့အဲ့ဒါကိုတော့တည်င်းတော့ရတယ်။ဟာအဲ့လိုလားဟုတ်တယ်။ဟာဘာဖြစ်လို့အတိအကျမှာအတိအကျဆိုတာကိုမပြောနိုင်သေးဘူးဟုတ်တယ်မလား။မပြောနိုင်သေးတဲ့တွေ့ရာဂိုင်းလုံးတရားဆိုတာတော့အဲ့ဒါဖြွေးပြီးပြောင်းပြီးကိုယ်အတိအကျရပြီမှာတော့လူရမယ်။အခုကအတိပြုချက်ကသူတို့အထက်ဘက်ကတော့ဟိုအချင်းချင်းကတော့တမတော်အစိုးရနဲ့ ပြီးတော့မှဟိုနဲ့ MND နဲ့တော့တဘောတူညီချက်ရရှိထားတယ်ဆိုတာကိုတော့85ရာခိုင်နှုန်းကတော့အပြင်မှာသတင်းတော်ရထားတယ်။အဲအဲ့ဒီဒေသဘက်တွေမှာရောအဲ့ဒီဟိုနတိန်ကြီးကိုပြန်ပေးမယ်ဆိုတဲ့အာနဲ့ပတ်သက်ပြီးတော့သတင်းတွေရောကြဲကြဲပြန့်ပြန့်ဟိုလူ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 ကြားမှာ လူလူကြားမှာထွက်ပေါ်နေလား။မှန်တယ်မှန်တယ်ထွက်ပေါ်နေလား။ဒါကြောင့်မို့ဦးလူတွေရတာဒီသတင်းကအော်ဟုတ်ကဲ့ဟုတ်ကဲ့တူတူတိတ်တိတ်မဟုတ်ဘူးဒါတူညီပြီးသား သဘောတူညီချက်ရရှိပြီးသားဆိုတဲ့ဟာဘူးတော့ဘူတို့ကတရင်ကတော့တော်တော်လေးပွားတယ်။အော်ဟုတ်ကဲ့ဟုတ်ကဲ့။ဝေးအဲ့ဒါဆိုသူကပြန်ဆုတ်ရမယ်ဆိုလို့ရှိရင်ဘယ်ကိုပြန်ဆုတ်မယ်လို့ကိုကြီးတို့ကြားသေးတယ်။အဲ့ဒါပြန်ဆုတ်ရမယ်နဲ့မိကူတော့ဟိုတော့ဘယ်ကြည့်ရဲဆိုတော့အတိုင်းတောင်တော့မသိဘူး။ဒါပေမဲ့သူတို့နေမိဘူးတော့သတ်မှတ်ပြီးသားတယ်သူတို့ပြောတယ်။ဒါပေမဲ့ဘယ်နေမိဘယ်ကြည့်အတိုင်းတောင်ဆိုတော့အဲ့ဒါကိုတော့ကိုကြီးတိတိကျကျမသိရဘူးကောနော်။ ဒီဟိုကိုအိုကန့်ဘက်ကလည်းသဘောတူထားတဲ့ပုံစံမျိုးရှိတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့နှစ်ဦးနှစ်ဖက်သဘောတူတာနေမည်ပြီးပြီးတော့မှညှိနိုင်တာတဲ့သဘောဟိုပေးယူလေးတော့ရှိမှာပေါ့ကိုရှိရလဲလျှော့ပြီးတာလေးရှိမယ်ဟိုသူတို့ရှိရလဲတောင်းတာတာကိုကလျှော့ပြီးအေငါတို့ရှိရလဲဒီလိုဒီလိုတော့ပြန်တောင်းမယ်လို့တော့ဟိုလူကြီးချင်းတွေသဘောတူထားတဲ့အခြေအနေဖြစ်တာပေါ့စစ်သုံးမန်းကိစ္စလေးတွေရောကိုကြီးဘာကြီးကြားလေးလည်းမသိဘူးအဲဒီရမခါလည်းမသိဘူး ပဲစစ်တုံးမှဖွဲ့ရလေအခုတော့အတိစကြလို့ပဲဥတော့အတ္တိယတငယ်ချင်းတယောက်ကတော့လှမ်းပြောတယ်ဟိုလေလိုင်းပေါ်တော့တင်ပြီးသားတယ်ပေါ့နော်လိုင်းပေါ်လေသူပြောတဲ့ဟာလေးပါကိုတင်ပြီးသားတယ်သူကတော့22ရက်နီးလို့ဟိုကြာရင်တဲ့စစ်တုံးမှနေအကုန်လုံးပြန်လုပ်ပြီးပါမယ်တဲ့သူကတော့အတိကြပြောတာပလိန်နေမှာလဲတဲ့ဒီ MMDA ကအခြေခံစာအုပ်တွေအများကြီးစောင့်နေတယ်ဆိုပြီးတော့လဲပြောလို့လေအိမ်မိပါလားအင်း ိတ်ကြီးမှသူတို့ကတော့ဒီလေးစောက်တင်တော့တော့သူစောက်မှာပဲကွာစောက်တင်တော့ဦးစောက်မယ်ဆိုတာကအခုလားအနေနဲ့ကလည်းလူကြီးရလေခုနလပိုင်းကွာ၈လပိုင်းကွနော်ဟုတ်အဲ့ဒါဆိုလားအနေနဲ့တည်းလူကြီးတွေအဟာအတွက်ဘလူးစီမံချက်နဲ့စောက်နေတာခမ်းမှန်းမှမကြည့်တိုင်းရတယ်ဟုတ်ဟုတ်ဟုတ်တယ်မလားဟိုဥပမာညာဟိုအေးမင်းတို့ငါတို့တော့ဘလူးတော့ ဆောက်ပြီးသွားရမယ်ဘလူးအတိုင်းကတော့ငါတို့ဒီလူအဆောက်အဦကိုငါတို့ပြန်လုပ်ပြီးခဲ့အဲ့ဒါမူလတည်းရှင်းရှင်းနေပါလေဟုတ်အဲ့ဒီမှာလေခုဒီလေးထပ်မေးတာခုကမပြောနေလဲဆိုတော့ဒီတီတီအန်နေပေါ့နော်ဟိုဟွာတအောင်းနဲ့နီးတဲ့သတင်းမီဒီယာတစ်ခုဖြစ်တဲ့ဒီရွှေဖီတီပေါ့နော်သူကဘာပေါ်ပြလဲဆိုလို့ရှိရင်ဒီကိုကန့်နဲ့နီးတဲ့သူတို့ဦးရဲ့ပြောဆိုချက်ကိုသူကကိုးကားပြီးတော့ကိုရဲ့ ဟိုပြောထားတာပေါ့ဖြစ်နိုင်ကြီးရတဲ့တိန်ကြီးကိုပြန်ပေးမယ်ဆိုတာတဲ့ဖြစ်နိုင်ကြီးနဲတယ်လို့လည်းပြောတယ်ကိုကြီးအဲ့ဒါတော့ဟိုညီလေးอ่ะအဲ့ဒီတိုင်းကကြတော့ဒါကသူကလည်းသူထင်တာဟုတ်ပြောမှာပေါ့ဟိုတို့ကလည်းဟိုတို့ဘက်ကတော့ရရှိတဲ့တင်ကိုပြောတာပဲလीဟုတ်တယ်မလားဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့သူဆုံးပြတ်လို့ရတာမှမဟုတ်တာဖြစ်နိုင်ကြီးနဲတော့မင်းကပါကောင်းနဲ့မိလိုက်ပေါ့ ဟုတ်ကဲ့။ဝေးအဲ့ဒီဟာဆိုလို့ရှိရင်ဒီတိန်နီကိုပြန်ဆုတ်ပေးမယ်ဆိုတာကအခုကျွန်တော်တို့လာရှိုးတိန်နီအဲ့တကြောမှာတော့အဲ့တရင်ကကြဲကြဲပြက်ပြက်အောင်ထွက်နေတာလား။ဟုတ်တယ်ဟုတ်တယ်ညီလေးအဲ့ဒါတော့ထွက်နေတယ်။ဘယ်နေမြေကြီးချုပ်ပြီးမှလဲဆိုတော့မသိဘူးနောက်ကဟိုတို့ကတိန်နီမျိုးတစ်မျိုးတော့ဟိုဒါမှမဟုတ်ညီနိုင်ချက်နဲ့အတူတူတပ်မတော်ကကိုကြီးမူစည်းစုပ်ရဲ့လုံဆောင်ချက်နဲ့အဲ့ဒီတိန်နီမျိုးတစ်မျိုးကိုစစ်မတိုက်ပြင်းနဲ့ပြန်ရမယ်ဆိုတဲ့တရင်ကတော့တော်တော်လေးထွက်နေတာပေါ့နော်။ အဲ့ဒါဆိုရင်တော့ဘာဖြစ်ဖြစ်ဒါသတင်းကောင်းပဲကြီးမဖောက်ပဲမြို့ကိုဆွတ်လက်လွတ်ထားတဲ့မြို့တစ်မြို့ကိုကြီးမဖောက်ပဲနဲ့ပြန်ရတာတော့သတင်းကောင်းတစ်ခုပေါ့နော်။ဟာသတင်းကောင်းပေါ့ဒါတမတော်ကာဝေးဦးစီးတို့လည်းအထက်ရဲ့နိုင်ငံတော်အကြီးအကဲကြီးရဲ့လှုပ်ဆောင်ချက်ကဒီလိုမျိုးရှိပါလားဆိုတော့တက်တည်တဖြည်းဖြည်းပေါ်လာတာပေါ့နော်။ ဟုတ်ကဲ့ဟုတ်ကဲ့အေးဒါမှမဟုတ်လို့ရှိရင်သူတို့ကပြည်သူရောပြန်တဲ့လူရောရောင်းမလို့ဟာတုံမှန်အတွက်ဒီလေလူကြီးတွေကဘာမှမလုပ်ဘူးမှာလားဟိုတိုက်လည်းမတိုက်ရဘူးဟိုကလည်းမလုပ်ရဲကြာအဖြစ်တည်းပဲပြောနေကြတာလေဟောဟုတ်ကဲ့ဟုတ်ကဲ့အဲလက်တွေ့ကြကြကရှေ့ပိုင်းမှာကဟိုကလာရှုတာမဟုတ်လုပ်ပြီးအခုဒုတိယ ဟိုတိမ်မီကိုလှုပ်လိုက်တယ်ဆိုလို့ရှိရင်တက်တိတက်ကာရာနှစ်ခုရွာရတဲ့တော့သူတို့ကလူကြီးရဲ့ယုံကြည်အားကိုးမှုကဘာပြောတတ်မလို့ပေါ်မှာပြည်သူလူထုကတော်တော်လေးယုံကြည်လာလိမ့်မယ်လေဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါကြောင့်မူရပါသေးအမှန်ကန်ဖြစ်ပါသေးဆိုတော့ဟိုလူစတင်ပါလာအကုန်ပြီးတော့ကြည့်ရမှာပေါ့နော်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့